မန္တလေးမြို့မှာငလင်ကြောင့်ထိခိုက်ဒဏ်ရာရသူဦးရေနဲ့ရှိနေတဲ့ဆေးရုံတွေရဲ့ကုသပေးနိုင်စွမ်းဟာဝန်နဲ့အားမမျှပါဘူး။ငလင်ကြောင့်ထိခိုက်ဒဏ်ရာရသူတွေကိုမန္တလေးဆေးရုံကြီး၊တင်ကြားရေးဆေးရုံကြီးနဲ့အယိုးဆေးရုံကြီးတို့မှလက်ခံကုသပေးနေတယ်လို့သိရပါတယ်။အဲ့ဒီဆေးရုံ၃ခုပေါင်းရင်လူနာလက်ခံနိုင်တဲ့အရေအတွက်ကကဒင်း2300ကျော်ပဲရှိတာပါ။ စစ်ကောင်စီရဲ့စရင်အရငလင်လှုပ်ပြီးပထမရက်မှာတည်းမန္တလေးတိုင်းထဲဒဏ်ရာရသူဦးရေ1680ဦးရှိတယ်လို့သိရပါတယ်။အဲ့ဒီအရေးအတွက်ကမန္တလေးပြည်သူစေယုံမှာလူနာလက်ခံနိုင်တဲ့ကတင်းအရေးအတွက်ထံများပါတယ်။ဘ ਹੁ အဆင့်စေယုံကြီးဖြစ်တဲ့မန္တလေးစေယုံကြီးမှာကတင်း1500ပဲစံတာပါ။ငလင်ဆောက်လုပ်တဲ့ရက်မှာဆိုရင် ထိခိုက်ဒဏ်ရာရလူနာအများပြားဟာစေယုံကြီးမှာ ပုံနေခဲ့တာဖြစ်ပါတယ်။ ဆေးကုသခွင့်ရဖို့ဆေးရုံကြီးရှိလမ်းပေါ်မှာဒံယာရလူနာတွေကိုမြေပေါ်ချထားပြီး나ယီနဲ့ချီဖြစ်တယ်လို့စောင့်ဆိုင်းခဲ့ရပါတယ်။ငလဲလောက်ပြီးစနေ့ရက်တွေမှာဒံယာရလူနာတွေဟာပူပြင်းလာတဲ့နေအပူချိန်အောက်ဆေးရုံကြီးရဲ့ပရဝံထဲအမိုးအကာမဲ့ဟင်းလင်းပြင်မှာဆေးကုသမှုခံယူခဲ့ရပါတယ်။ဆေးရုံအဆောင်ထဲကုသခွင့်ရသူတွေကလည်းနောက်ဆက်တွဲငလင်းတွေလှုပ်ခတ်ချိန်မှာဘေးကင်းရာဆေးရုံပြင်ပစီလူနာတွေကိုဆွဲထုတ်ရတဲ့အတွက် လူနာရောလူနာရှင်တွေအတွက်ပါဒုက္ခများခဲ့ကြတယ်လို့စေယုံကြီးစီ ရောက်ခဲ့ကြသူတွေကအသိပေးပါတယ်။မတ်လ30ရက်နေ့ကပိုင်းကနောက်ဆက်တွဲငလင်းလှုပ်ခတ်ခြင်း။စေယုံထဲကလူနာတွေအပြင်ကိုကမန်းကဒန်းထုတ်ခဲ့ရပုံကိုစေယုံကြီးရောက်အမျိုးသားတအူးကလူမှုကွန်ရက်မှာရုပ်သံနဲ့တကွာအသိပေးထားတာလဲတွေ့မြင်ရပါတယ်။ အခုနပဲကျွန်တော်တို့ငရင်လှုပ်သွားတယ်အဲ့ဒီအတွက်ငလင်ကြောင့်မန္တလေးစေယုံကြီးရဲ့အဆောင်တွေလည်းထိခိုက်ပျက်စီးမှုရှိခဲ့တာပါအခုလုံးကကျွန်တော်တို့အခုလိုငလင်ကြောင့်အများပြည်သူကျန်းမာရေးဆောင်ရှားမှု အပူတပြင်းလိုအပ်နေတဲ့မန္တလေးမှာစစ်ကောင်စီဟာကျန်းမာရေးကဏ္ဍကိုဖိနှိပ်ထားစေဖြစ်ပါတယ်မာရှလာတရက်ကစပြီးမန္တလေးမြို့ကနမေကြီးပုတ်ကလေးကစေယုံခုနှစ်ခုကိုယာယီပိတ်ထားဖို့စစ်ကောင်စီကညွှန်ကြားထားခဲ့တာပါအကြောင်းပြချက်ကတော့ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ CDM ကျမ်းမာရေးဝန်ထမ်းတွေကိုအလုတ်ခန့်တာ PDF တွေကိုလက်ခံကူတာပေးတာစတဲ့ဆဆွဲချက်တွေနဲ့ပိတ်ခိုင်းတာဖြစ်ပါတယ်။ပိတ်ခံရတဲ့ပုဂ္ဂလိကစေယုံတွေကတော့ပန်းလှိုင်းမြက်ချယ်ရီမြက်ဝေရှံမင်္ဂလာမျိုးဆက်လန်ဒန်စီဝကငင်းချန်စေယုံတို့ဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်2023ခုနှစ်တုန်းကလည်း CDM ဆရာဝန်တွေကိုလက်ခံတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မန္တလေးကနန်းတော်စေယုံ ညို့တော်စေယုံ၊ဂန့်ကော်စေယုံ၊စိန်ပန်းစေယုံနဲ့ထက်နေလင်းစေယုံတို့ကိုပိတ်ခိုင်းတာတွေရှိခဲ့ပါသေးတယ်။ပြီးတော့အာနာသိမ့်မှုကိုစန့်ကျင်လို့စေခံပါရှင်တွေ၊ဆရာဝန်တွေ၊ကျမ်းမာရေးဝန်ထမ်းတွေကိုဖမ်းဆီးပြီးပိုင်ဆိုင်မှုတွေကိုပါချိတ်ပိတ်တာမျိုးအထိစစ်ကောင်စီကအညှို့တကြီးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။လက်ရှိငလင်ပေးမှာလည်းကျမ်းမာရေးစောင့်ရှောက်မှုပေးသူတွေကိုစစ်ကောင်စီဘက်ကစောင့်ကြည့်တာမျိုးရှိတယ်လို့မြို့ကန်တချို့ကသတင်းပေးပါတယ်။ 2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပေါ်အကြမ်းဖက်တာနဲ့ဟန်တားတဲ့အမှုပေါင်း1600နီးပါးတွေ့ရှိခဲ့တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UN OCHA ကပြီးခဲ့တဲ့ February 14ရက်ကထုတ်ပြန်ပါတယ်။အာဏာသိမ်း၄နှစ်တာကာလအတွင်းမှာလဲမြန်မာနိုင်ငံမှာကျမ်းမာရေးဝန်ထမ်း140နီးပါးသေဆုံးခဲ့ပြီး140နီးပါးဖမ်းဆီးခံရတယ်လို့ UN OCHA ကဆိုပါတယ်။ အခုတော့စစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့မန္တလေးမှာတရုတ်အိန္ဒိယရုရှားနဲ့ဂျပန်တို့ဟာယာယီစေယုံတွေဖွင့်လှစ်လာပြီးငလင်းတဲ့ဒေသခံတွေကိုကုသပေးတာရှိလာပါတယ်။တရုတ်ကျမ်းမာရေးအဖွဲ့ကလမ်း30 82လမ်းနဲ့83လမ်းကြားအိန္ဒိယကချမ်းမြသာစီ လေယံခွင်အဟောင်းရုရှားအဖွဲ့က68လမ်းနဲ့100ခွန်လမ်းတောင်မန္တလာသီရိဘောလုံးကွင်းနဲ့ဂျပန်ကတော့မန္တလေးစီပင်တာယာရေးကော်မတီဝင်ထဲမှာစေယုံတွေဖွင့်ပေးထားတယ်လို့သိရပါတယ်။ မန္တလေးစေယုံကြီးမှာလူနာတွေပုံနေပြီးအရေးပေါ်ခွဲစိတ်ကူတာမှုခံရမဲ့သူတွေလည်းစောင့်ဆိုင်နေရတာကြောင့်ပြည်ပအကူအညီပေးရေးအဖွဲ့တွေဖွင့်ထားတဲ့စေယုံတွေစီတွားရကူတာကြဖို့အကြံပြုရေးသားချက်တွေလည်းလူမှုကွန်ရက်မှာရှိလာပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကတော့ငလင်တန်သင့်လူနာတွေများပြတဲ့အတွက်ထုံစေး၊မေးစေးနဲ့သွေးသွင်းကူတာရေးဆိုင်ရာဆေးပစ္စည်းတွေလိုအပ်နေစေဖြစ်တယ်လို့ပြောထားပါတယ်ရှင်။